။ဒါစန်းစာဆာမီကရေးသားပြီးဆမ္မပြူကနေဤဖြတ်ထားတာဖြစ်ပါတယ်။ဤဆောင်အုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအောင်လုပ်ချင်ပါခွင့်တောင်းလိုက်ပါတယ်ရှင်။မနေ့ကတော့ဒီ Federal Democracy နဲ့ပတ်သက်လို့ Rojava Data ရဲ့အတိုင်းမြုံချောင်းကိုတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့ Federal Democracy စစ်လန်ပြည်တော်စုမှာဘယ်လိုရှင်းသုံးတယ်လဲဆိုတဲ့ဟာကိုဆက်ပြီးဖတ်ပြချင်ပါတယ်။ ဖစ်လန်ပြည်တော်စုကဒါရိုက်ဒီမိုကရေစီစနစ်ကိုချေတုံးတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်တယ်။အလွန်ထူးခြားတဲ့စနစ်ဖြစ်တယ်။အောက်တေကနေစပြီးထွက်လာတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်လို့မြင်မိတယ်။နိုင်ငံတီကာစကန်တုံသုံးခုကနေပြီးတော့မဟာမိတ်စာချုပ်ထုတ်ဆိုခဲ့ပြီးတော့မှဆက်လက်ပူပေါင်းလာတဲ့ပြည်နယ်တွေရှိလာတာယနေ့ခေတ်ဖြစ်စလန်ပြည်တော်စုပုံစံဖြစ်လာခြင်းပဲဖြစ်ပါတယ်။ ယနေ့မှာနိုင်ငံသားတွေကနိုင်ငံရဲ့အရေးကြီးတဲ့မူဝါဒတွေကိုဓာတ်ရိုက်ထိန်းထုတ်တဲ့စနစ်ဖြစ်တယ်။စစ်လမ်းမှာကန်တုံတီနဲ့26ခုရှိပြီးတော့ကိုပိုင်ဖွဲ့စည်းပုံခြေခံဥပဒေအစိုးရနဲ့ဥပဒေတွေရှိပါတယ်။စစ်လမ်းနိုင်ငံမှာမြို့တော်လို့မရှိပါဘူး။လူသိများတဲ့ဘန်မြို့တော်ကအမှန်တကယ်မှာတော့ဖက်ဒရယ်မြို့တော်လို့ခေါ်ပါတယ်။နိုင်ငံရဲ့မြို့တော်ပုံစံဖောက်ပါဘူး။ဖက်ဒရယ်ဆိုရင်ဟာ နိုင်ငံခြားရေးမူဝါဒကာကွယ်ရေးနဲ့ကုန်သွယ်ရေးကိစ္စတွေကိုဂင်တွယ်ပြီးကန်တုံပြည်နယ်တွေကပညာရေးကျန်းမာရေးနဲ့ရဲနဲ့ခြားကိစ္စတွေကိုဂင်တွယ်ကြပါတယ်ကန်တုံပြည်နယ်များရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုဖက်ဒရယ်အစိုးရကအပြည့်အဝလေးစားရပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့ရေးကြီးတဲ့ချက်ကဒါရိုက်ဒီမိုကရေစီနဲ့ပြည်သူတွေကပါဝင်ခွင့်ရခြင်းပဲဖြစ်ပါတယ် ဆက်မဲပွင့်ခင်ပုံစံမဲပေးမှုပုံစံနေမှာလဲမဲပေးခွင့်ပုံစံမဲပေးမှုပုံစံများမှာလဲနိုင်ငံစီခြားနာချက်ရှိတယ်အချို့ပြည်နယ်တွေမှာဒေတာမြူနီစပယ်ရီကိုနိုင်ငံခြားသားများပါပါဝင်ပြီးမဲပေးခွင့်ပြုတယ် Larest Canton နဲ့ Appenzell in hoden canton get to to canton ni ma ro kwin pin ne ko lu mya su si bi let mya thong mae pe de democracy ko yan ni dai chin thong di de awe yak mae pe mu lo ya chan mya ma le pi ne de ku ne de ku ma tu ni cha bu pi tu mya ni ne mu ara ye ya mya twe ta ne ma le ga mae pe dai pi ro အစိုးရရဲ့ဖွဲ့စည်းမှုတွေလေးနှစ်ကိုတစ်ခါမဲပေးရတယ်။အကျိုးအမဲဆန္ဒခံယူမှုအချိန်ရများလာသည့်အတွက်မဲလာပေးတဲ့လူရည်တွေကြာလာတယ်လို့ထောက်ပြကြတာလည်းရှိပါတယ်။ တို့ရရင်မိမိအမြင်တွင်မသင့်တော်သည့်ဥပဒေများကိုလွှတ်တော်ကအတည်ပြုလိုက်ပါကပြန်ပြင်နိုင်တဲ့နည်းလမ်းရှိတယ်အမှန်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုပင်ပြည်သူများကညီညွတ်လျင်ပြင်ရရတယ်ပြင်လိုပါကပြင်ဆင်လိုသည့်ဥပဒေအစဉ်အလျောက်လိုအပ်သည့်လက်မှတ်ရေးထွက်ရအောင်ကောက်ခံရမယ်ဖြစ်ပါတယ် ဥမာဖက်ဒရယ်ကနေပြဋ္ဌာန်းဥပဒေကို ပြင်လို့ရင်ရက်ပေါင်းတရာအတွင်းတနိုင်ငံလုံးကလူငါးသာဥပမာပေးခြင်းဖြစ်ပါတယ်လက်မှတ်ကောက်ခံရရှိဖို့ဖြစ်ပါတယ်ထို့အခါမှာဖက်ဒရယ်ဆိုရာကသဘော မတူလင်ပင်တနိုင်ငံလုံးမှာမဲဆန္ဒခံယူဝယ်ပြန်လည်ခြင်းပါရပြီးတော့လူများစုကငင်းပယ်ရင်ဥပဒေကိုပြန်လှန်လိုက်ရမှာဖြစ်ပါတယ်ဖိုင်ယာဒီမိုကရေစီရဲ့သဘာဝကနိုင်ငံရေးပါတီတွေအင်အားအလွန်ကျဆင်းသွားခြင်းပဲဖြစ်တယ်။ လွတ်တော်ကိုယ်စားလှယ်များရှိသည့်တိုင်တာဝန်က ကိုစားပြုဒီမိုကရေစီလိုပဲအာဏာမရှိဘူးအဓိကတာဝန်ကဥပဒေတွေကိုရေးဆွဲပေးရခြင်းဖြစ်ပြီးတော့တစ်နှစ်ကို၄ချိန်တစ်ချိန်ကို၃ပတ်ကြာခေါ်ယူတဲ့ဥပဒေကိုပြည်သူတွေကအတည်ပြုရတဲ့မြို့သားအဆင့်ကောင်စီမှချိုးကြကိုစားပြုစနစ်နဲ့ရွေးကောက်ပြီးဒီနယ်ရဲ့ကောင်စီများကိုမဲအများဆုံးအနိုင်ရတဲ့စနစ်နဲ့ရွေးတယ်တစ်နှစ်လင်တစ်ချိန်ဒီနယ်ကောင်စီနဲ့မြို့သားကောင်စီစုပေါင်းပြီးစုစည်းတဲ့ဖက်ဒရယ်များကောင်စီသို့မဟုတ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုခေါ်ယူတယ် ဖက်ဒရယ်ဆိုရကဒုတဖွဲ့တဲ့ရဲ့ဆိုရလည်းမဟုတ်ဘူးဆိုရဘွဲဟာကောင်စီတဘောပဲဖြစ်ပြီးပါတီတွေကနိုင်ရတဲ့ခုံရီအတွက်တိုင်းဖွဲ့စည်းတယ်ထို့အတွင်းကအညွန်းပြတဲ့တမရကိုပဲရွေးချယ်တင်မြှောက်ပြီးတကယ့်လက်တွေ့ဆုံးဖြတ်ချက်တွေနဲ့အရေးကြီးတဲ့နိုင်ငံစည်းဝေးတိုင်းမှာကောင်စီတစ်ခုလုံးတက်ရောက်တယ်ဆုံးဖြတ်ချက်များကိုအားလုံးသဘောတူညီမှုရနိုင်တဲ့များရအောင်ဆွေးနွေးရန်ဆိုတဲ့ consensus ဆန့်နှုန်းနဲ့ချင်းကပ်တယ် ခေါင်းစီမှာဒန်းတူညီမြတဲ့ခေါင်းဆောင်ခုနှစ်ဦးရှိပြီးအများဆုံးမဲရပါတီ၃ခုကနှစ်ခုစီယူပြီးစတုဒ္ဓပါတီကိုတခုပေးတယ်။တမရကိုနှစ်တိုင်းလဲလှယ်ပြီးတော့နှစ်နှစ်ဆက်တိုက်တမရလောက်ခွင့်လည်းမရှိဘူး။တမရဒီပွဲတက်သဘောပဲဖြစ်တယ်။အောက်ချုပ်မှုဟာတတ်နိုင်သမျှဒေတာစုဖွဲ့မှုနဲ့အနည်းဆုံးအထူးအဆောင်လောက်တိုင်းမဲ့နေရာကတာဝန်ယူရတဲ့ subsidiarity principle ပေါ်မှာတာဝန်ယူရတယ်။ကိုယ်ကျယ်ပြန့်တဲ့စုဖွဲ့မှုကမှမဖြစ်မနေမှသာတာဝန် လွှဲယူရတယ်။ကန်တုန်တွေဟာကိုယ်ဝန်ပြတန်းခွင့်တွေထင်ရှားစွာရှိကြတဲ့အတွက်ဒေသရဲ့လိုအပ်ချက်တွေကိုတုံ့ပြန်နိုင်ဖို့ရည်ကူကြတယ်။ကန်တုန်များကလွှဲပေးတဲ့အာဏာကိုမြူနီစပယ်ရီကလက်ခံရရှိပြီးအခြေခံအဆောက်အုံဒေတာပညာရေးကျန်းမာရေးစတဲ့ကိစ္စတွေကို အနည်းဆုံးကနေဂိုင်းတွေ့တယ်။ဆွစ်ဇလန်နိုင်ငံရဲ့အသေးဆုံးရက်ရွာစုမှာလူ၃နာရီမှမပြည့်တော့လည်းပဲအကြီးဆုံးရက်ရွာစုဇူရစ်မြို့မှာလူ၄သိန်း၂၀၀၀ကျော်နေထိုင်ကြတယ်။ နိုင်ငံသားဖြစ်ဖို့ပြည်နယ်တွေကထောက်ခံချက်ယူရန်လိုပြီးညီချင်းမှုဘာသာစကားတွေကိုနားလည်ဖို့လည်းလိုအပ်လေရှိတယ်။ဆွစ်ဇာလန်ပြည်အောင်စုဟာဘဏ်လုပ်ငန်းထုတ်လုပ်ရေးလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းများလွှတ်စွာဖွံ့ဖြိုးတယ်။လူသားဖွံ့ဖြိုးမှုညွန်ကိန်း HDI ထိတ်ဆုံးတန်းကနိုင်ငံဖြစ်တဲ့နိုဝယ်ဆုရှင်များစွာရှိတဲ့ဆွစ်ဘန်ဆွစ်နာဤကောက်ဒီအားကစားတို့ကထင်ရှားတယ်။စေတုတေသနာအားကောင်းတဲ့ Internet World Wide Web ရဲ့အစပြုရာနေရာဖြစ်တဲ့ အိုင်းစတိုင်းပင်ကြော်ကြားတဲ့ဒူးနိုင်ရသီအိုရီကိုဆွစ်ဇာလန်မှာဖော်မြူလာထုတ်နိုင်ခဲ့ခြင်းဖြစ်တဲ့ထိတ်တန်းကနေအောင်မြင်လာတဲ့နိုင်ငံလို့ဆိုရမှာဖြစ်တယ်။ဆွစ်ဇာလန်ဟာဒီတွင်ပန်တီးမှုနဲ့နိုင်ငံရေးရာတည်ငြိမ်မှုရှိသလိုအေးချမ်းတဲ့နိုင်ငံလည်းဖြစ်တယ်။ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ့်ကျမကိုယ်ဖန်တီးဝင်အပြည့်ရှိတဲ့အစုအဖွဲ့တွေနဲ့အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်။နိုင်ငံသားတွေရဲ့ချိတ်ဆက်မှုနဲ့တာဝန်ယူမှုများပေါ်ပါမိကုန်နေတဲ့ဒါရဒီမိုကရေစီစနစ်နဲ့နိုင်ငံရေးအရာလည်းအောင်မြင်လာတဲ့ Federal Democracy စနစ်တစ်ခုဖြစ်ပါတယ်။ဗဟုအမျိုးသား Federal စနစ်ဗဟုအမျိုးသား Federal စနစ်ကအကောင်းဆုံးဆိုရစနစ်လို့မဆိုနိုင်ပေမဲ့ဒီမိုကရေစီနိုင်ငံများရဲ့ရင်ဆိုင်နေရတဲ့စိတ်ကောမှုတွေကိုဖြေရှင်းနိုင်မှုခိုင်မာတဲ့မူပေါင်းတရက်ကိုပံ့ပိုးပေးနိုင်တယ်။အကောင်းဆုံးဆိုရစနစ်ဟူသည်မိမိတို့နိုင်ငံရဲ့အခြေခံပြဿနာပေါ်မူတည်ပြီးစဉ်းစားရမှသာဖြစ်လို့စနစ်တစ်ခုလုံးကအားလုံးနဲ့ကန့်ညီတယ်ဆိုပြီးမရှိနိုင်ပါဘူး။ မြမပတိပခဟာအရင်မြင်အပြင်လူမျိုးများတန်းတူညီမှု မရှိခြင်းကနေဖြစ်လို့90ကျော်ကြာလက်နက်ကင်တော်လန်တိုက်ပွဲများဖြစ်ရတာဖြစ်တဲ့အတွက်ဘဟုအမျိုးသားဖက်ဒရယ်စနစ်ကိုအလွန်ရေးပါတဲ့ရွေးချယ်မှုတရားဖြစ်ထိတ်ဆုံးကသာစဉ်းစားရမိတာဖြစ်ပါတယ်အခုမြို့သားဖက်ဒရယ်စနစ်နဲ့မြန်မာနိုင်ငံအခြေအနေကိုယခုစာရမ်းမတိုင်မီမှာပြမစာရမ်းဖြစ်တဲ့ ဗဟုအမျိုးသားဖြစ်တည်မှုဇာတ်ကြောင်းပြန်ပြန်သုံးသပ်ရဝဲအမည်ရတဲ့စာထဲမှာဆွေးနွေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အသေးစိတ်မဖော်ပြတော့ဘူးထိုစာအုပ်ကိုညွှန်ဆိုပါရစေ။သူကလည်းအဒီစာအုပ်ကိုဖတ်ပြပြီးဖြစ်တဲ့အကြောင်းကိုထပ်မံပြီးညွှန်ဆိုပါရစေ။ဤကားစကားချက်ဗဟုအမျိုးသားဖက်ဒရယ်စနစ်မှာကိုစားပြုမှုနဲ့အားလုံးပါဝင်မှုကိုမြင့်တင်ပေးခြင်းနိုင်ငံရေးဆုံးရောက်မှုကိုရော့ပါစေခြင်းဘူဟာရစန်းသစ်တွေ့တင်မှုကိုဖြစ်တင်ခြင်း အပြန်အလှန်ထိန်းချုပ်မှုများအားကောင်းလာစေရန်နှင့်ဒီမိုကရေစီနောက်ပြန်လည်ခြင်းမှကုကံကာကွယ်ခြင်းစသည်တို့အတွက် institution တွေကိုတည်ဆောက်နိုင်ရန်ဗဟုမျိုးသားဖက်ဒရယ်စနစ်ကိုပန်ကန်စွာဖယ်ဆီးနိုင်ခဲ့လျင်စုံလင်ကွဲပြားမှုနှင့်အတူပေါင်းစည်းမှုတွေရှင်သန်ခိုင်မာသောဒီမိုကရေစီကိုပေါ်ဆောင်ပေးနိုင်ပါသည် အခုအမျိုးသားဖက်ဒရယ်စနစ်မှာပူးပေါင်းဆောင်ရွက်မှုနဲ့ပါဝင်မှုကိုအမခန်နဲ့ချင်းကပ်မှုကနေတဆင့်နိုင်ငံသားတွေက၎င်းတို့ရဲ့စုပေါင်းနာဂတ်ကိုပုံဖော်ရမှာအတိတ်ဝယ်ပြည်ဝသောအတန်ရှိကြောင်းသိချစေပြီး၎င်းဟာဒီမိုကရေစီစနစ်တွေအတွက်တန်ဖိုးရှိတဲ့ဟန်ချက်ညီတိုင်းတာမှုတစ်ခုဖြစ်လာနိုင်ပါတယ်။မြန်မာနိုင်ငံဟာယဉ်ကျေးမှုတူတဲ့အုပ်စုလေးတွေများစွာရှိတာလို့ဆိုတာထက် မတူတဲ့မျိုးသားလူတို့များရှိနေတယ်လို့ပြောရင်ပိုပြီးမှန်ကန်မှာဖြစ်ပါတယ်။အဲဒါကိုမြန်မာပြည်တွင်စစ်ပတိပခအတွင်းမှာပါဝင်ခဲ့တဲ့2024ခုနှစ်နှစ်ဦးတီပါဝင်ခဲ့တဲ့အစုအဖွဲ့ရဲ့အစုအဖွဲ့တွေကို မြင်သာအောင်လေ့လာကြည့်မယ်ဆိုရင်ဗမာနိုင်ငံရေးသမားတွေမှာ NLD နဲ့မဟာမိတ်တွေရှိမယ်၊ USDP ဆိုတဲ့ကျန်းဖွဲ့နဲ့မဟာမိတ်တွေရှိမယ်၊နောက်ခြားကန်လူတွေရှိပါမယ်။ မြန်မာစစ်တပ်နဲ့ဆိုရင်လည်းခေတ်သစ်သမားတွေရှေးယူသမားတွေရှိနေမယ်။ဗမာလူမျိုးတိုင်းဝိုင်းမှာဆိုလည်း liberal နဲ့ postmodern ဝါဒီတွေရှိမယ်။ထုံးစံသမားတွေရှိမယ်။ဂျားကန်လူတွေရှိမယ်။လူမျိုးစုအခြေမပြုတဲ့လက်နက်ကိုင်ဒေါ်လာရင်းအင်အားစုတွေမှာဆိုလည်းဒေသခံ PDF တွေရှိမယ်။ AF ABSDF ရှိပါမယ်။ဒီမျိုးသားလွတ်မြောက်ရေးတော်လန်စိုးရများနဲ့လက်နက်ကင်စုအဖွဲ့တွေမှာဆိုလို့ရှိရင်လည်းကိုယ်ပါတာကိုရည်တည်တဲ့သူတွေရှိရဲ့ ဒီအစိုးရရဲ့ထိတွေ့ဆက်ဆံနေတဲ့သူတွေမှာဆိုလည်းပူပေါင်းတဲ့သူတွေရှိတယ်လို့အပြည့်ခန့်ရစရင်မူတုံးနေတဲ့သူတွေလည်းရှိမယ်။တိုင်းသားလူမှုတိုင်းဝိုင်းအစိတ်ပိုင်းမှာဆိုလို့ရှိရင်လည်း liberal နဲ့ postmodern ဝါဒီတွေလည်းရှိမယ်။အတိုင်းမြောင်ဝါဒီတွေလည်းရှိမယ်။နောက်လူမျိုးစုနိုင်ငံရေးသမားတွေလည်းရှိပါမယ်။တော်လန်ရေးသမားမဟုတ်တဲ့တိုင်းသားလက်နက်ကိုင်တွေကကြတော့ကြားကန်လူတွေအမျက်ထုတ်တဲ့သူတွေလည်းရှိနေနိုင်ပါတယ်။နောက်ဆုံးကတော့အနေငယ်နှစ်ဖက်စလုံးမှာရှိနေနိုင်တာကတော့စီးပွားရှာအမျက်ထုတ်တဲ့နှစ်ဖက်စလုံးနဲ့ပေါင်းနေတဲ့ရှိုးနေတဲ့အဖွဲ့တွေ ကြားနေတဲ့အဖွဲ့လေးဆိုပြီးရှိနေနိုင်ပါတယ်။ဒီလူတွေကလူလူတစ်ခုတည်းတမိုင်းစဉ်တစ်ခုတည်းဖြစ်တယ်လို့ခံစားမှုမရရှိခြင်းကိုလည်းတွေ့ရတာဖြစ်တယ်။နမူနာအပြင်ကချင်တွေကဒုတိယကမ္ဘာစစ်အတွင်းမှာမာမိတ်တွေနဲ့ရွရွချွန်ချွန်တိုက်ခိုက်ခဲ့ကြတာကိုမာမိတ်များကပင်တမိုင်းတင်ကြရတော့လဲမြမတမိုင်းចောင်းစာနဲ့ဆက်ဆက်စာအများစုမှာတော့အတိအမှန်ပြုလို့ပင်ဖော်ပြခြင်းမရှိခဲ့ပါဘူး။ ဒါအပြင်မွန်ရခိုင်ရှမ်းတို့ကဲ့သို့သောတိုင်းဒေသတွေမှာလည်းမိမိတို့နိုင်ငံနဲ့ကိုယ်ပိုင်အုပ်ချုပ်권ကိုလူယူခံရပြီးပြန်လည်မရရှိကြသေးလို့သာရှုမြင်နေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ပဋိပက္ခတွေကိုညှိနှိုင်းတဲ့အခါမှာလည်းတလုံးတကဲဖြစ်အောင်ရော့ကျိတ်ပေါင်းဆက်တဲ့နီ force assimilation ကပြဿနာကိုပိုပြီးကြီးနိုင်စေတယ်လို့အများကလက်ခံကြပြီးဖြစ်ပါတယ်။ ထို့ကထိခိုက်ခံရသူဖယ်ထုတ်ခံရသူတွေကိုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမခန်တဲ့စနစ်ကိုကျင့်သုံးရမှာကလည်းနိုင်ငံနိုင်ငံတကာရဲ့အတိအမှတ်ပြုတဲ့မူပေါင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ဌာနေလူမျိုးကောင်းဆောင်တို့ကလည်းအတင်းပေါင်းဆက်မှုကိုရည်တမ်းလို့ဖက်ဒရယ်ဒီတော်သူစနစ်ကိုကျင့်သုံးပြီးပฏิပက္ခဖြည့်ရှင်းတင်ကြောင်းခင်းဆက်ဆက်ဆိုပြုခဲ့ကြတယ်။လက်ရှိကာလမျိုးသားလူလူဝိညာဉ်နဲ့မျိုးသားလူလူစိတ် national spirit နဲ့ national consciousness ကို ဖြစ်စေပြီးတော့မှနိုင်ငံရေးဖြတ်တမ်းမှုကိုကြည်လင်ဖြစ်စေပင်လုံစာချုပ်ကိုမချုပ်မီမှာပေးခဲ့တဲ့ဂရီကိုဖြစ်စေရှဲခဲ့တမန်ဖြတ်တည်မှုတွေကိုဖြစ်စေကြည်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံဟာလူမျိုးတစ်ခုတပိုင်းတစ်ခုစာပေနဲ့ယဉ်ကျေးမှုတစ်ခုအတွင်းကိုအတင်းပုံပေါ်သွတ်သွင်းလို့မရဘူးစေပြီးမှ community ရန်ကြောက်တဲ့ပြည်သူရှာတွေကနိုင်ငံမှာနေမည်နိုင်ငံငယ်တွေများစွာဖြစ်လာမှာကိုဘလို့လားတဲ့အတွက်တလုံးတစည်းတဲ့မျိုးသားနိုင်ငံတည်ထောင်ဖို့တွန်းအားပေးခဲ့တယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ခြားလူမျိုးစုခေါင်းဆောင်အများစုကပြည်ထောင်စုပုံစံမျိုးတည်ဆောက်ရန်စဉ်းစားခဲ့တော့လေဗမာအမျိုးသားနိုင်ငံကြီးသားဖြစ်လာပြီးပြည်တွင်းစစ်တပ်ကိုတပ်ဆင်ခဲ့ရတယ်။ယနေ့ကမှမြန်မာနာဂတ်က Federal Democracy စနစ်ဒီအနိုင်ဆုံးအမည်အားဖြင့်တည်ဆောက်ရမယ်လို့မိအောင်လိုင်းနဲ့စစ်တပ်ကအစားအလုံးပြောကြတယ်။တို့ရရင်မိတို့သော Federal ပုံဖြစ်တဲ့နဲ့ ်ဒီတို့သောဒီမိုကရေစီပုံမျိုးဖြစ်တဲ့နယ်ဆိုတာကိုတော့တယောက်တစ်မျိုးအပြင်တွင်များစွာရှိနေပါသေးတယ်။ဤကဲ့သို့သော ပုံစံမျိုးတည်ဆောက်ရမှာဆိုတာကိုလည်းအတွေးတွေမျိုးမျိုးရှိနေကြပါတယ်။အခုဘဟုမျိုးသားဖက်ဒရယ်စနစ်ဟာမြန်မာနိုင်ငံနဲ့ဘာကြောင့်ကန့်ညီနိုင်မှာသနည်းလို့ဆိုတဲ့အချက်ကိုစဉ်းစားကြည့်မယ်ဆိုရင်တစ်ချက်ကဒီစနစ်ဟာတည်တံ့ကွဲပြားတဲ့မျိုးသားလူထုများစွာရှိခြင်းကိုထင်ရှားတယ်။ နှစ်ကသမိုင်းတလျှောက်ထင်ရှားတဲ့ဖိနှိပ်ရိုက်ခတ်ခံရတဲ့ပဋိပက္ခတွေကိုကုစားတဲ့သုံးကဗဟုမအာနာစုစည်းခြင်းကိုကန့်တတ်ထားတယ်။လေးကနိုင်ငံရေးရာကိုစားပြုမှုနဲ့စည်းလုံးမှုကိုတိုးစေတယ်။ငါးကဌာနေတိုင်းသားတွေရဲ့ရပိုင်ခွင့်အရေးယာတွေကိုအတိမတ်ပြုတယ်။ခြောက်ကယုံကြည်မှုများတိုးပွားစေနိုင်တယ်။ခွန်ကစီးပွားရေးတည်ဆောက်မှုတွေကိုတရားမျှတစေနိုင်ပါတယ်။ဒီချက်တွေဟာဗဟုမျိုးသားဖက်ဒရယ်စနစ်ကိုမြန်မာနိုင်ငံရဲ့ပြည်ထောင်စုပုံစံအတွက်စဉ်းစားဖို့ရာအားပေးတဲ့အချက်တွေပဲဖြစ်ပါတယ်။ သဘောတူညီမှုဗဟုပြုအစိုးရဖွဲ့စည်းမှုများနုနာဝုဒေတာမှာကနေဒါပြည်တော်စုထဲမှာရှိတဲ့ဒေတာတခုဖြစ်ပါတယ်။တီးခြားဖြစ်တဲ့အသိုင်းအမြောင်းပေါင်း25ခုပါဝင်ပြီးလူပေါင်း38000ကျော်ရှိတယ်။လမ်းပန်းဆက်သွယ်မှုတေချာမရှိဘူး။နုနာဝုဒေတာမှာရှိတဲ့လူမျိုးများစုက Inuit ထန်နေတိုင်းသားတွေဖြစ်ပြီးတော့မှအာတိတ်ချမ်းမှနေကြတယ်။နုနာဘူးဒေတာမှာကနေဒါပြည်ထောင်စုရဲ့ဂျားဒေတာတွေလိုပဲပါတီတွေကိုအခြေခံတဲ့ဒီမိုကရေစီမလုပ်ဘဲသဘောတူညီချက်ရှာတဲ့ consensus government အစိုးရကိုဖွဲ့စည်းချပါတယ်။ consensus government အစိုးရကိုဖွဲ့စည်းချပါတယ်။ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်ကို member of the legislative assembly mla လို့ခေါ်ပါတယ်ရွေးကောက်ခံကြတဲ့အခါမှာတတိပုဂ္ဂလကိုယ်စားလှယ်များအနေနဲ့ပဲရွေးကောက်ခံကြပါတယ် သူတို့ကိုကိုကြီးကိုတွေဂတိကဝတ်တွေကိုကြည်ပြီးရွေးချယ်ကြတယ်။ရွေးကခံကြရပြီးမကြမီမှာပဲခေါင်းဆောင်မှုဖိုရန်ကိုလောက်ကြတယ်။ဒီဖိုရန်ကဒေတာအစိုးရဖွဲ့ဖို့အရေးကြီးပါတယ်။ခေါင်းဆောင်မှုဖိုရန်မှာပထမဆုံးနာယကကိုရွေးချယ်တယ်။နာယကကအစည်းအဝေးတစ်ခုကျင်းစီတပိုင်းချင်းစီကိုဥဆောင်ပေးသွားဖို့ဖြစ်တယ်။စီးပောင်းတွေနဲ့နီးနာလန်းစင်တွေကိုလိုက်နာစီရေးထိန်းချောင်းပေးထားတာလည်းရှိတယ်။ပြီးရင်ဒေတာအစိုးရကြီးကဲပရီမီယာကိုရွေးတယ်။ ထို့နောက်ဇိုယာခက်ပိနဲ့အတွက်ဝင်ကြီးတွေကိုရွေးတယ်။ရွေးချယ်မှုအားလုံးမှာလျှို့ဝှက်ပေးပြီးစနစ်ဖြစ်ပြီးပါတီမရှိဘူး။ခက်ပိနဲ့မှာခမ်ဘိုဝင်ကြီးတွေဖြစ်တဲ့ရွေးကောက်ခံရသူတွေပေါ်လာပြီးပြီဆိုရင်အကြီးအကဲကနေကျန်းမာရေးပညာရေးဖန်လာရေးစတဲ့တာဝန်တွေကိုပြန်ပြီးတာဝန်ခွဲပေးတယ်။ကဗီနက်ဖွဲ့ပေါ်လာတဲ့အခါမှာဒီဖွဲ့ကပါလီမန်စနစ်ကအစိုးရဖွဲ့ပုံတိုင်းအုပ်ချုပ်ပြီးကျန်းတဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကတိုက်ခန့်တပွဲလှုပ်ဆောင်ကြတယ်။ တို့ရောင်ရင်းပါတီစနစ်ရဲ့တဘာဝကဲ့သို့သောတိုက်ခတ်မျိုးမဟုတ်ဘဲဝေဖန်စင်းစားမှုများကိုပြုလုပ်ရင်းသဘောတူညီချက်ရရှိရေးရှာဖွေရန်ပဲရည်ရွယ်ပါတယ်။ကမ်းမင်းကမူဝါဒတွေကိုဆိုပြခြင်းနဲ့နှိမ့်စတူဝါစီမံခန့်ခွဲရေးတွေကိုပြုလုပ်တယ်။ ကျန်ရွေးကောက်ခံတွေကကက်ဘိနက်ရဲ့တာဝန်ခံမှုတည်ကြာစေဖို့အတွက်လက်တွေ့လှုပ်လှုပ်စေဖို့ထင်ကြောင်းနဲ့ကက်ဘိနက်ဟာဆွေးနွေးအတည်ပြုပြီးရင်တတန်နဲ့မဲပေးဖို့မျှော်လင့်ရပြီးကျန်ကိုယ်စားလှယ်တွေကပါတီမဆွဲဘဲမိမိတို့လွတ်လပ်စွာကိုယ်အသိုက်အမြုံကိုကိုယ်ဘာသာကိုစားပြုပြီးမဲပေးနိုင်တယ်။အမေရိကတရဲ့ဌာနေတိုင်းသားလူမျိုးများအုပ်ချုပ်ခဲ့တဲ့ထုံတမ်းစနစ်နဲ့ဆင်တူတဲ့ကောင်းဆောင်မှုရွေးချယ်ရေးစနစ်ပဲဖြစ်ပါတယ်။ ဥပဒေများကိုပြုတဲ့အခါမှာ foreign တွေကလူများစုကမဲသဘောမဲပေးဖို့သဘောတူရန်မဲပေးသဘောတူရန်လိုအပ်ပါတယ်။တတိပြုဖို့အချက်ကတော့ပုံမှန်ရွေးကောက်ခံကိုယ်စားလှယ်တွေက cabinet အဖွဲ့ဝင်တွေအတွက်အယူအတွက်များပြားလို့ cabinet ရဲ့အဆိုပြုချက်တွေကိုလက်လုံမသွားအောင်ထိန်းချောင်းရစေနိုင်ပါတယ်။အတိုင်းမျိုးများစုကသဘောတူမှသာလျှင်ဥပဒေနဲ့မူဝါဒတွေကိုလက်ခံအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ ယခုမော်ရယ်ဟာသဘောတူညီမှုကိုရှာဖွေတဲ့စိုးရမော်ရယ်ဖြစ်ပြီးပူးပေါင်းခြင်းနဲ့စုပေါင်းဆုံးဖြတ်ချက်ချမှတ်ရေးအတွက်များစွာထောက်ပံ့ပါတယ်။ပါတီအာဏာမရှိဘဲတိုင်မြုံကိုစားပြုသူတွေကပုံမထိန်ချုပ်နိုင်ကြတယ်။ပါတီဖွဲ့စည်းရန်ပြောဆိုမှုများရှိတော်လည်းပဲဒေသခံတွေကရင်းစနစ်ကိုဆက်လက်တုံ့ဆွဲနေကြတယ်။လာတို့ဆိုရစနစ်တွေကတော့လူဦးရေမများလာတဲ့ဌာနေတိုင်းသားနေရာတချို့မှာတွေ့ရတယ် လူငယ်ရဲ့အများစုကတသားတည်းဖြစ်နေတဲ့အခါမှာသဘောတူညီမှုယူတဲ့စနစ်ကအထူးအမြင်နဲ့ပါတီတွေဖွဲ့စည်းစရာမလိုသေးတဲ့အချိန်မှာရုပ်ရအပြင်ရှင်မြန်ခြင်းတဲ့သဘောတူညီချက်ကိုရယူခဲ့ကြတယ်။သဘောတူညီချက်ရှာတဲ့အစိုးရတွေကပါတီမဆွဲတဲ့ရွေးကောက်ပွဲတွေရှိနေတဲ့စုပေါင်းပြီးဆုံးဖြတ်ချက်ကိုချမှတ်နိုင်ကြတယ်။အစိုးရကပါတီကိုတာဝန်ခံခြင်းမဟုတ်ဥပဒေပြုအစုအဖွဲ့တစ်ခုလုံးကိုတာဝန်ခံတယ်။ကံကွက်မှုတွေကိုအများစုအာမသုံးမဲနဲ့မပယ်ချဘဲနဲ့ အလို့လောမှာဆွေးနွေးပြီးနားလည်မှုနဲ့ပြုပြင်မှုတွေပြုလုပ်ကြတယ်။အာဂျန်နာတွေကိုအတိကိုင်းထားခြင်းမရှိဘူးအလျှော့တင်လုပ်နိုင်ကြတယ်။အတိုင်းမျိုးတစ်ခုလုံးကိုခြုံငုံတဲ့ပုံစံနာကိုထင်ဟပ်ဖို့ကြိုးပမ်းကြပါတယ်။နိုင်ငံလို့ဆိုတာနဲ့တမန်အားဖြင့်နည်းမျိုးတစ်ဆက်တစ်ဆက်တည်းရှိတယ်လို့နားလည်နိုင်ကြနိုင်တယ်။တို့ရရင်တချို့နိုင်ငံတွေကနည်းမျိုးတွေကတစ်ဆက်တစ်ဆက်တည်းမဟုတ်နေပါဘူး။နိုင်ငံတစ်ခုလုံးကိုဝင်းရံပတ်ထားတဲ့နည်းမျိုး exclave တွေနဲ့ နိုင်ငံတစ်ခုအတွင်းမှာဝိုင်းပတ်ခံထားရတဲ့နယ်မြေ enclave ပုံစံတွေလည်းရှိပါတယ်။ရှုပ်ထွေးတဲ့နိုင်ငံတကာနဲ့နမိတ်ပုံစံမျိုးမျိုး ရှိရဲ့။အဲဒီပုံစံဟာမျိုးသားစုံရှိတဲ့ဖရပီနာစုနိုင်ငံတွေရဲ့ပြည်နယ်များစုဖွဲ့မှုပါလဲပုံပေါ်လာနိုင်ပါတယ်။ နမူနာအပြင်ကြော်ကြားတဲ့ Vatican City ဟာအီတလီနိုင်ငံရောမမြို့တွင်မှာဝိုင်းပက်ခံထားတဲ့မြို့ပြနိုင်ငံဖြစ်ပါတယ်။ရွယ်အပြင်သိငယ်တော်လဲ Vatican City ဟာ Catholic ကျောင်းတော်ရဲ့တည်နေရာဖြစ်တဲ့အတွက်ဝိကျင်ဆိုင်ရာဩဇာအာဏာကြီးမားတဲ့နေ့စဉ်နိုင်ငံသားခီးသွားတွေများစွာလာရောက်လည်ပတ်တယ်။လူကြီးကတရားမင်မပြေဘူး။မဝေးလာတဲ့နေရာမှာရှိတဲ့ San Marino ပြည်ကလည်းအီတလီနိုင်ငံအတွင်းကနိုင်ငံတကူဖြစ်တဲ့လူကြီး3000ကျော်ရှိတယ်။ လူရေနှစ်တသမ3တန်းကျော်ရှိတဲ့တောင်အာဖရိကနိုင်ငံတွင်ကလီဆိုတိုနိုင်ငံကလည်းအလားတူနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ Kaliningrad Oblast ကရုရှားပြည်တော်စုရဲ့တဆိတ်တစ်ပိုင်းဖြစ်ပေမဲ့ပြည်မကြီးကနေတိကျဖြစ်လို့ပိုလန်နဲ့ Lithuania နိုင်ငံတို့ရဲ့ကြား Baltic ပင်လယ်ဆက်မှာတည်ရှိနေပြန်တယ်။ ပင်လယ်ပြင်ကိုဖြတ်ပြီးတော့ရုရှားတန်တင်မောဖြင့်သွားလို့ရနိုင်ပေမဲ့တိုင်းရံမြေပြင်နဲ့ဆက်ဆက်ထားမှုမရှိပါဘူး။ဂျာမနီပိုင်ဆိုင်ခဲ့တဲ့နယ်မြေဖြစ်တော်လည်းပဲဒုတိယကမ္ဘာစစ်အတွင်းမှာဆိုဗီယက်ပြည်အောင်စုကပိုင်ဆိုင်သွားခြင်းပဲဖြစ်ပါတယ်။ဆောင်းတွင်းမှာရေခဲခြင်းမရှိတာဖြစ်တဲ့အတွက်စီရေးမဟာဗျူဟာကြတဲ့နေရာလည်းဖြစ်ပါတယ်။မွန်နာကိုမြို့ပြနိုင်ငံမှာလည်းအရှိတ်မြေတဲ့ပင်လယ်မှာရှိပြီးကြံရဲမျက်နှာသုံးခုကိုပြင်သစ်နိုင်ငံကပတ်ဝိုင်းနေတယ်။ဒါကြောင့် မွန်နာဂိုဒီလည်းပဲတပိုင်းပိတ်နိုင်ငံလို့ဆိုရမှာဖြစ်တယ်။လူဦးရေက36000ကျော်ရှိတယ်။အလားတူပဲလူဦးရေ2.8တန်းကျော်ရှိတဲ့ကမ်ဘီယာနိုင်ငံကလည်းဆန်နီဂေါဆီနီဂေါကဝိုင်းပန်နေပြီးတော့အတ္တလန်တိတ်သမုဒ္ဒရာကိုထွက်ပေါက်ခြင်းလေးပဲရှိပါတယ်။အာရှမှာဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ဘရူနိုင်းနိုင်ငံကလည်းနှစ်ပိုင်းဖြစ်ပြီးဂျာမန်မလေးရှားရေပိုင်နယ်ကခြားနေတယ်။အစ္စရေးတပြည်လုံးကိုနိုင်ငံတစ်ခုဖြစ်ရှင်းချက် two state solution သုံးတဲ့ပုံစံမှာ ပါလက်စတိုင်းကအရှိနဲ့နောက်နှချမ်းဖြစ်ပြီးအလယ်မှာအစ္စရေးကခြားထားတယ်။အန်ဂိုလာနိုင်ငံဟာပြည်နယ်အန်ဂိုလာနိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ကမ်ဘီနာကကမ်ပီတာကမိခင်အန်ဂိုလာနိုင်ငံကနေတည်တံ့ရှိနေပြီးဂျာမာကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကပိုင်းခြားထားပါတယ်။အလာစကာပြည်နယ်ဟာအမေရိကရဲ့အကြီးဆုံးပြည်နယ်ဖြစ်ပြီးတော့ရုရှားထံကနေ1869ခုနှစ်မှာဒေါ်လာ9သန်းမှ2သန်းပေးကဝယ်ထားတဲ့ပြည်နယ်ဖြစ်တဲ့ အမေရိကန်နိုင်ငံပြည်မနဲ့အလာစကာပြည်နယ်တို့ကိုကနေဒါနိုင်ငံရဲ့နယ်မြေတွေနဲ့နိုင်ငံတကာရေပိုင်နယ်တို့ကခြားထားတယ်။အာလန်ကျုံးကကျွန်းပေါ်မှာမြောက်အိုင်လန်ပြည်နယ်နဲ့အိုင်လန်သမရနိုင်ငံနှစ်နိုင်ငံနှစ်ပိုင်းပါဝင်နေပြီးမြောက်အိုင်လန်နိုင်ငံက UK ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ American ပြည်ထောင်စုပိုင်း Point Robert Munnell ကလည်းလူဦးရေထောင်ကနန်းများသာရှိပြီး American မှလည်းသွားမရဘဲကနေဒါကိုသာဖြတ်သန်းသွားနိုင်လေ။ Barrel Hard Talk နဲ့ Barrel နော်ဆီယာမြို့တစ်ခုကလည်းဘာဇီယန်ပြည်နဲ့နယ်သာလန်နိုင်ငံတစ်ခုကြားမှာရှိပြီးနှစ်နိုင်ငံပိုင်ဆိုင်မှုကလည်းပခုတ်ကူဆောင်ကွက်သလိုပဲကွက်ကြားစီကွက်ကြားစီနှစ်နိုင်ငံကပိုင်ဆိုင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ဌာနေတိုင်းသားခြံလက်ဒေသတို့ကလည်းပေါင်းလိုက်မယ်ဆိုရင် ကြီးမားတဲ့ပြည်နယ်ကြီးတစ်ခုလောက်ရှိနေပြီးအမေရိကန်နိုင်ငံတွင်းမှာရှိသည့်တိုင်သူ့ဖာသာသူသူ့ချုပ်ချာနာအာနာနဲ့သူပိုင်တဲ့ဒေသတွေပဲဖြစ်ပါတယ်အမေရိကန်ရဲများပင်ဖြတ်တန်းကျူးကျော်ခွင့်မရှိဘူးအမေရိကန်နိုင်ငံမှာအများစုထင်တယ်လို့တပြင်းညီကွက်ပြေနိုင်ငံကြီးတစ်ခုမဟုတ်နေပါဘူးမြန်မာနိုင်ငံမှာလည်းအချို့ဒေသတွေမှာတိုင်းသားလူမျိုးတစ်ခုကနေတိုင်းဒီဒေသကိုနောက်ထပ်လူ့ရေးများတဲ့တိုင်းသားလူမျိုးတစ်ခုကအဆိုပြုနယ်မြေတွေကနေငုံထားတဲ့အခြေအနေတွေမှာရှိနေပါတယ်။ဒီအခြေအနေတွေအတွက် နေမြင်စဆုံးပိုင်ဆိုင်မှုအတွက်အငင်းပေါ်နေပေမဲ့တကယ်တမ်းမှာပုံကောင်းကျိုးနဲ့ကိုယ်ဝန်ပြဌာန်းခွင့်ကိုလက်ခံမယ်ဆိုရင်ဖြည့်ရှင်းလို့ရတဲ့နီလန်ပေါင်းများစွာရှိပါတယ်။တမိုင်းနဲ့လက်ရှိအမှုတော်မှာဖြစ်ရတဲ့အစဉ်ပြေမှုအတွက်တမူဟာဖြစ်ရန်မှာတော့ဖိနိခံတို့ညီညွတ်ရန်သာလိုပါတယ်။ပုံကောင်းကျိုးပရနာဖွဲ့စည်းပုံဘိုလ်ပြုဝါဒကိုရွေးချယ်တင်သလား။ဖွဲ့စည်းပုံပရနာဝါဒဆိုတာကဘာလဲ။ နိုင်ငံတနိုင်ငံကိုတိစောက်တဲ့အခါမှာအစိုးရရဖွဲ့စည်းမှုအာဏာနဲ့လုပ်ပံခွင့်စတာတွေကိုဖွဲ့စည်းပုံတရအနေနဲ့တတ်မှတ်ရေးသားပြီးအုပ်ချုပ်ရမယ်လို့ဆိုတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုအစိုးရနဲ့လူမှုရေးအကြာဒါမှမဟုတ်အစိုးရချင်းချင်းကြားမှာချုပ်ဆိုထားတဲ့စာချုပ်ဖြစ်နဲ့ရှုမြင်တတ်မှတ်နိုင်တယ်။သဘောအပြင်ထိန်းကုတ်တဲ့အနေမျိုးဖြစ်ပါတယ်။အစိုးရရဲ့အာဏာကိုကန့်တတ်တဲ့သဘောပဲဖြစ်တယ်။အခြေခံဥပဒေရဲ့ပေးထားချက်ဘောင်ပြဘက်မှာရှိနေတဲ့အရေးအရာတွေကိုဥပဒေအရဇိုးရများကပြုလုပ်ခွင့်မရှိဘူး။ဒါကြောင့် တရားဥပဒေစိုးမိုးရေးမြင်ကိုအခြေခံတဲ့စဉ်းစားချက်လည်းဖြစ်တယ်။သမရနိုင်ငံအမည် Republican ဝါဒမှာဆိုရကအလူတို့ရဲ့ထိန်ချုပ်မှုအောက်မှာရှိရတယ်။ထို့ပြင်ရှေးရိုးဒီမိုကရေစီရဲ့အယူအတိုင်းလူအများစုကလူနည်းစုရဲ့ဆန္ဒကိုလွှမ်းမိုးတိုင်စွမ်းကိုကန့်တန့်ရန်လိုတယ်ဆိုတာကိုနားလည်ထားတယ်။ဒါကြောင့်လူများစုဝိုင်းညစ်တဲ့စနစ်ကိုကျော်လွန်နိုင်ပြီးနိုင်ငံရေးဖွဲ့စည်းမှုတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်မှာသဘောတူညီချက် ဒါကြောင့်လူများစုဝိုင်းညစ်တဲ့စနစ်ကိုကျော်လွန်နိုင်ရန်အတွက်နိုင်ငံရေးဖွဲ့စည်းမှုတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်မှာသဘောတူညီချက်တွေထားရှိကြတယ်။ American နဲ့ Switzerland နိုင်ငံတွေရဲ့ Federal Democracy ဖွဲ့စည်းပုံကအကောင်းဆုံးဥပမာများဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာရေးသားပြုစုထားတဲ့စာသားတွေကိုနားလည်ရန်မူပေါင်းနှမျိုးကခင်ရှားတယ်။တစ်မျိုးကစာသားတွေကိုမူရင်းတိုင်းရေးထားတဲ့စာအုပ်ကြီးတိုင်းဘာသာပြန်နည်းဖြစ်တဲ့ဒုတိယလမ်းက liberal tone နဲ့အမြင်ရှိအသက်ရှင်နေတဲ့ဖွဲ့စည်းပုံမျိုးဖြစ်ပြီးတော့ လူအတိုင်းဝိုင်းနဲ့အတူတူဖွဲ့စည်းပုံကလည်းလိုက်ပြီးတိုးတက်လာတယ်လို့ရှုမြင်ကြတယ်။မကြမီနှစ်များက Harvard ဥရေ Professor Adrian Pamuller ကဦးဆောင်ပြီးတော့တင်ပြလာတဲ့နောက်မူပေါင်းတစ်ခုကတော့ Common Good Constitutionalism ဖြစ်ပါတယ်။ပုံကောင်းကျိုးပဓာနာဖွဲ့စည်းပုံခြေခံဥပဒေဗဟုပြုဝါဒလို့ဆိုရမှာဖြစ်တဲ့တို့ရရင်ထိုယူဆတွေကအစ်မဟုတ်ပါဘူးကျန်းရိုးလစ်ဘရယ်မြင်တွေကိုစုစည်းထားတာပဲဖြစ်ပါတယ် ဘုံကောင်းကျိုးပရာနာဖွဲ့စည်းပုံပေါ်ပြုပါရ Common Core Constitutionalism ဆိုတာကကျန်းရိုးဥပဒေထုံးနှံကနေဆင်းသက်လာတာဖြစ်တဲ့ရင်းမူပေါင်းမှာဥပဒေကိုဘုံကောင်းကျိုးကိုရှာဖွေဖို့ကြိယာတစ်ခုဖြစ်နေရှုမြင်ထားတယ်။ဥပဒေကိုသုံးသပ်ဆန်းစီရင်လူ့အတိုင်းပိုင်းတစ်ခုလုံးမှာပြန့်နှံ့ချုံငုံနိုင်တဲ့အကျိုးကျေးဇူးတွေရှိခြင်းနဲ့လူလူတွင်းမျှဝေတဲ့တန်ဖိုးတွေနဲ့အတူလိုက်ရောညီထွေရှိခြင်းနဲ့ ရှိရမယ်ကြည့်ရမယ်လို့ယုံကြည်တယ်ယခုမူပါဟာဥရီကိုဘာသာပြန်ယုံမြတ်ချက်ပို့လို့ ਨੇ စဉ်းစားချက်တွေရှိပါတယ်ယနေ့လက်ရှိနိုင်ငံရေးဟောပြောချက်တွေမှာတရားမျှတပြီးတန်းတူတဲ့အုပ်ချုပ်မှုမူပေါင်းဆိုတာဟာဒုတိယချင်းရဲ့အခွင့်အရေးအများစုပေါင်းကောင်းကျိုးချမ်းသာနှစ်ရပ်စလုံးကိုမျှတစေရမယ်လို့လက်ခံထားကြပြီးဖြစ်ပါတယ် ဘုံကောင်းကျိုးဆိုတဲ့အမည်ဟာထိုချက်နဲ့ထပ်တူဖြစ်ပါတယ်။အတမြုံဝါဒီတွေအတွက်ဘုံကောင်းကျိုးဆိုတာဒုတိယကုံမှလည်းမချန်ထားဘဲနဲ့အားလုံးအတွက်လည်းအကျိုးရှိတဲ့အစီအစဉ်တွေလို့ဆိုလိုတိုင်းနဲ့လို့ဆိုလိုနိုင်ပါတယ်။ဘုံကောင်းကျိုးဗရာနာဖွဲ့စည်းပုံဘောပြူဝါဒကိုနားလည်နိုင်ဖို့ဘုံကောင်းကျိုးဆိုတဲ့သဘောကိုချိန်ညက်စွာနားလည်ဖို့လိုပါတယ်။ဘုံကောင်းကျိုးအမည်ဟာဒသနာမျိုးစုံကနေထောက်ယူနားလည်ရတဲ့အယူအဆဖြစ်တယ်။အသေးချာဆွေးနွေးရတဲ့ဒီမိုကရေစီ deliberated democracy ပုံစံမှာယုတ်တိခြေပြူဆွေးနွေးမှုလူထုနဲ့ဆွေးနွေးမှုများကနေတစဉ်ဒီမိုကရေစီနှီးကြဆုံးဖြတ်မှုတွေပြုရမယ်လို့ဆိုပါတယ်။တနည်းဆိုရမယ်ဆိုရင်အသေးချာဆွေးနွေးခြင်း deliberation ကနေပြီးတော့တစဉ်ပုံကောင်းကျိုးကိုရှာရန်ဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါရဲ့ရှင်။ကျွန်တော်တို့တပါ www မင်္ဂလာပါခံကားမြေလေယောင်ကုန်းဦးတင်ပါရယ်ဗျာနော်ပြေလေးကျော်အီမူပါနှုတ်ဆက်မင်္ဂလာပါဒိုကိုတော်လုံးမင်္ဂလာမဟီရိုမမမင်္ဂလာဦးဝင်းမင်္ဂလာပါမလီလီမင်္ဂလာပါမမမဲပူစုခီယူမင်္ဂလာပါမမပူစုခီယူကိုတီကူမတီကူမင်္ဂလာပါကိုတန်းထိုင်မင်္ဂလာပါမရွှေစင်ချီပူမင်္ဂလာပါမယူရှာမင်္ဂလာပါဆွေဝမ်းမင်္ဂလာပါ မရွှေတူမင်္ဂလာပါမမရွှေမင်္ဂလာပါမယူရဆိုမယူစနမင်္ဂလာပါမတီတီမေမေဝင်းမင်္ဂလာပါမေနွယ်မင်္ဂလာပါတီအမ်မူမင်္ဂလာပါတီတီဦးမင်္ဂလာပါမရွှေစင်ချီဘူးမညာမွေမနေမွေမဆိုရာအမ်မင်္ဂလာပါကိုဖုံးမင်္ဂလာပါကိုဖိုက်မင်္ဂလာပါကိုစပတ်မင်္ဂလာပါကိုဖလမင်္ဂလာပါကိုချစ်လူမမင်္ဂလာပါကကတိုးနဲ့မင်္ဂလာပါဥဒနာဝေကိုဒနာဝေမင်္ဂလာပါ အာ WR ရိုက်မင်္ဂလာပါအာ live နဲ့ MC မင်္ဂလာပါအာ um အာ red deck လာမင်္ဂလာပါ um မလီလီမင်္ဂလာပါမနီနီမင်္ဂလာမနီနီမင်္ဂလာပါမနွေနွေမင်္ဂလာပါမဝါဝါမင်္ဂလာပါအာမလော်လီပော့67မင်္ဂလာပါ big mama ak 77မင်္ဂလာပါမမအုံမ77မင်္ဂလာပါအာ မမရိုးစ်မင်္ဂလာပါမရိုးစ်မရိုးစာချိုနာမင်္ဂလာပါမဟီရိုမမမအာရိုးမမရိုးစ်ရိုးစ်တီတမင်္ဂလာပါအမ်ကုဒနာမင်္ဂလာပါမနန်းနယ်မင်္ဂလာပါကိုမမဇော်လင်းထမ်းမင်္ဂလာပါမညာမွေမမနေမွေမမတန်ဒလီယိုမင်္ဂလာပါ WS မင်္ဂလာပါအဝင်းမင်္ဂလာပါအာ မခေထရီမင်္ဂလာပါမမကေမင်္ဂလာပါမအေမင်္ဂလာပါလီယိုမင်္ဂလာပါမဟောမအေလက်စ်မင်္ဂလာပါကိုတနိုင်မဦးတနိုင်မင်္ဂလာပါဦးဝင်းမင်္ဂလာပါမသိန်းစားပါမင်္ဂလာပါမသိန်းစားပါလာလားမလာလားတော့မသိဘူးကျောင်းဘုန်းစားကျလိုင်းရလားမရလားမသိဘူးဒါမဲ့မင်္ဂလာမဂျူလိုင်းမိုးမိုးမင်္ဂလာပါမဂျူလိုင်းဟန်နီမင်္ဂလာ မာချင်းစွေင်္ဂလာပါဘမ်းပင်ရနာမင်္ဂလာပါမာချိုင်မင်္ဂလာပါမာရင်နေတာမင်္ဂလာပါမနွယ်ရင်မင်္ဂလာပါမမမနုံနုံမင်္ဂလာပါမညိုပြမင်္ဂလာပါမနုဝေစင်မစနေလေးမင်္ဂလာပါအတောင်းမလေးမင်္ဂလာပါအာကိုမီဂျူလာမင်္ဂလာပါမမမင်းရိုရိုမင်္ဂလာပါကိုမီလာရင်ကျန်သေးလာရင်မခင်ပါပါယူမင်္ဂလာပါမခင်ပါပါထုံးမင်္ဂလာပါအကိုရဲကိုရဲမင်္ဂလာပါကိုရဲမင်္ဂလာပါကိုတိုက်ကားမင်္ဂလာပါ ကိုရီချုံမင်္ဂလာပါကိုရောင်မင်္ဂလာပါအာဂျန်ဒီလာရင်ဟုတ်ကြပါဟင်းမပန်ပန်ပေးကလာပါတရားတရားကလူခေါ်နေတာအဆရင်အိုင်ဒူမင်္ဂလာပါအဲ့တော့အလုံးမတက်တာပါ